်ဒရင်ကျော့လာပြင်းနေဒရင်ကျော့လာပြင်းနေကဒရင်ကျော့လာပြင်းနေကဆရာမတို့တွေတက်ကြိမ်မှာတော့เนาะ6ရက်နေဒါတနင်္လာနေ့ဖော်ပြထားပါတယ်เนาะတကယ်လာပြည့်တဲ့ရက်ကเนาะတကယ်တမ်းလာပြည့်တဲ့ရက်ကဘယ်နေ့လဲဆိုတော့လာတစ်ခါပြည့်တယ်နေเนาะ9ရက်နေ့ဖြစ်ပါတယ်အင်္ဂါနေ့ဖြစ်ပါတယ်အဲ့တော့အဲ့ဒီလာပြည့်တဲ့9ရက်နေ့အချိန်က9ရက်နေ့မနေ့10နာရီ16မိနစ်မှာလာပြည့်မှာဖြစ်တယ်အဲ့တော့အဲ့ဒီ10နာရီเนาะ16မိနစ်ကိုတော့ ဟိုဥတည်ပြီးတော့ဗောနော်ထိတ်ထန်လို့လုပ်ရမယ်ဒါတွေကတော့ဆ iam ပြင်ဆင်ထားတာတွေပါအဲပြီးမှပြင်ဆင်လာချရင်ကတိနေနာဖြစ်မှာဆိုလို့ဆ iam စပြီးတော့ပဲပြင်ဆင်တာကိုပြထားလိုက်တာဗောနော်အဲ့တော့ဒီပြင်ဆင်မှုကိုဆ iam နောက်မှပြောမယ်အခုပြောစရာရှိပိုင်းမှာနည်းနည်းလေးများတော့ခက်နေနေလေးပြောရအောင်နော်အဲ့တော့အခုရောက်ရှိလာတဲ့နော်တရင်ကျော်လာပြင်းနေအတွက်လာပြင်းနေကုသိုလ်အစီအစဉ်လောက်ရမယ်ဟာကဘယ်ကုသိုလ်အစီအစဉ်ကိုလောက်ရမှာလဲဆိုတော့ဆ iam တို့တရင်ကျော်လာပြင်းနေမှာစတင်ဖြစ်ပေါ်လာတဲ့နော်တပ်ပါစရာ အောင်မင်္ဂလာကိုအဋ္ဌကံအဖြစ်ပူဇော်ခြင်းကုသိုလ်ပြုလာမှာဖြစ်ပါတယ်။ Sorry နော်တပ္ပဇယနော်နော်တပ္ပဆရာမင်္ဂလာဂါထာတော်ဖြစ်ပါလေတပ္ပဆရာမင်္ဂလာဂါထာတော်ဆိုတာအာလုံးတိတိတာဖြစ်ပါလိမ့်မယ်ဒီဝါတပိအားရိဆောရတ္တိမဘာရိစန္ဒီမဆိုတဲ့ဂါထာတော်ပါအဲ့တော့အဲ့ဒီဂါထာတော်မှာဆရာမကနော်ဒီဝါတပိအားရိဆောဆိုတဲ့ပုံမှန်ဂါထာတော်အပြင်ကိုဘောဓတပိတေဇသာဆိုတဲ့နော်ဂါထာအပိုက်ကလေး ပြီးသွားရင်ဆရာမနောက်ထပ်ဘုရားကုံတော်၉ပါးထည့်ထားရယ်ဘုရားကုံတော်၉ပါးပြီးသွားတော့မှတတိတန်တင်စာတမန်နဲ့ဆိုပြီးတော့ဆက်ပြီးပူဇော်ရမှာဖြစ်တယ်เนาะအဲ့တော့လေဆရာမတိတ္တစာနဲ့ပြန်ပြင်ပေးပါအောင်မယ်အဲ့တော့အခုပြောချင်တာကเนาะအခုပြောပြချင်တာကဒီတပါကျမင်္ဂလာဂါရတော်ကြီးဟာအခုလိုပဲဘုရားရှင်တက်တော်ထင်ရှားရှိတယ်ဘုရားရှင်ရဲ့သာသနာတော်ကာလမှာပေါ်ပေါက်လာတဲ့ဂါရတော်ဖြစ်ပါတယ်ထူးခြားတယ်ဘာလို့ထူးခြားလဲဆိုတော့ မြတ်စွာဘုရားရှင်ရဲ့တကယ်ကိုနှုတ်ထွက်တော်စကားဖြစ်ပါတယ်။နော်နှုတ်ထွက်တော်စကားဂါထာတော်ဖြစ်ပါတယ်။အဲ့တော့ဂါထာဆိုတာဘုရားရှင်ရဲ့နှုတ်ထွက်တယ်လို့ပြောတာပါနော်။နှုတ်ထွက်စာပိုက်ကလေးတွေကိုဂါထာအနေနဲ့ပြောပါတယ်။အဲ့တော့ဘုရားရဲ့နှုတ်ထွက်ဂါထာတော်ဖြစ်ပါတယ်။အဲ့တော့အခုကြည်နေကြတဲ့မိတ်ဆွေတွေနားထောင်ကြတဲ့မိတ်ဆွေတွေအတိတ်ထံလောက်ကြမဲ့မိတ်ဆွေတွေပို့ပြီးတော့တတ်တာတရား နော်ပို့ပြီးတော့အင်အားကြီးမစေဖို့အတွက်ဆရာမကဒီခါတာတော်လေးဖြစ်ပေါ်လာပုံလေးကိုအကျဉ်းမျှပြောပြချင်ပါတယ်နော်တိတိသားလူတွေလည်းရှိကောင်းရှိပါမယ်တိတိသားလူတွေကလည်းပဲနော်ပို့ပြီးတော့တရာတရားပွားများဖို့နားထောင်ပေးပါမသိရသေးတဲ့သူတွေကလည်းပဲနော်ဘုဟုတ္တအလုံငါနားထောင်ပေးပါလို့မြတ်တာရက်ခံချင်ပါတယ်အဲ့တော့ဒါမှမပြောမင်းနဲ့ဘာတွေပြင်ဆင်မှာနော်ဒီခါတာကိုရွတ်ပါဘယ်နှချိန်ရွတ်ပါလို့ကြောက်ရွံ့နေပြီးတော့နိုင်နေမယ်ဆရာမကပို့ပြီးတော့လေတတတရားအင်အားတတဆိုတာဘာဖြစ်တာလဲဆိုတော့ယုံကြည်မှုနဲ့ နော်စိတ်ရဲ့ကြည်လင်မှုပြီးတော့စိတ်အားထက်သန်မှုနော်တတ္တာဆိုတာယုံကြည်မှုတစ်ခုလည်းမဟုတ်ဘူးယုံကြည်မှုရဲ့နောက်မှာစိတ်အားထက်သန်မှုပါပါပါတယ်စိတ်အားထက်သန်ခြင်းကြောင့်မိမိပြုတ်လောက်တဲ့အရာတွေသည်အလွန်အင်အားကြီးမားသောအဆွမ်းကိုဖြစ်စေပါလေဒါကြောင့်ဆရာမဒါလေးကိုပြောပြချင်တာပါနော်အဲ့တော့စာပြီးပြောပြပါမယ်အချိန်ကာလကဆရာမတို့ရဲ့မြတ်စွာဘုရားရှင်ကိုရောင်ညာချင်းတတ်တော်ထင်ရှားရှိနေတယ်တတ်တော်ထင်ရှားသာသနာတော်အချိန်ကာလမှာဖြစ်ပါလေ နော်အဲ့ဒီသာသနာတော်အချိန်ကာလရဲ့အခုလိုမကြခင်မှာရောက်လာတော့မယ်တရင်ကျော်လာဖြစ်လို့ပဲနော်တရင်ကျော်လာဖြစ်နေတဲ့ရက်ပါအဲ့ဒီတရင်ကျော်လာဖြစ်နေတဲ့ရက်ရဲ့ညနေခင်းအချိန်မှာမြတ်စွာဘုရားရှင်ကိုရောင်ညံကြည့်ရအောင်ဝိသခါကြောင်းအမဒီလှူထမ်းတာရဲ့ပုပ်ပါရုပ်ကြောင်းမှာတရင်သုံးနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာလာဖြစ်နေညနေဆိုတော့တရားရှင်ရဲ့တရားပွဲတို့ဘာတို့ရှိကောင်းရှိပါလိမ့်မယ်ဒါကြောင့်ပုပ်ပါရုပ်ကြောင်းမှာတန်ခါတော့အရှင်မြတ်တွေနဲ့ကြောင်းဆောင်ကြီးတစ်ခုလုံးပြည့်နေတဲ့အချိန်မော့အဲ့ဒီအချိန်မှာ ညီတော်အနန္ဒာနော်အနန္ဒာအရှင်မြတ်ကမထေရက်ကခါချင်းပြီးတော့သူအော်ဒီနေ့လာတဲ့နေ့ပေါ့နော်ဒီနေ့လာတဲ့နေ့မှာဒီပုပ္ပံအကြောင်းကြီးကလည်းတင့်တယ်လာပြီစာဟောပုပ္ပံအကြောင်းကြီးကနေအပြင်ဘက်ကိုလှမ်းလှမ်းကြည့်လိုက်တော့ဟိုးအနောက်ခေါ်ရံကျွန်းမှာဝင်လူဆဲဆဲဖြစ်နေတဲ့နေမင်းကြီးရဲ့တောက်ပနေတဲ့နေမင်းကြီးဝင်းနှင်းရဲ့နေကပိုတောက်ပါတယ်နော်တောက်ပနေတဲ့နေမင်းကြီးရဲ့တင့်တယ်မဟုတ်ဘူးကြည့်ပြီအော်နေမင်းကြီးကတင့်တယ်လေစွာပေါ့ အဲ့ဒီလိုသူခန်းစားလိုက်ရတယ်ပြီးတဲ့အခါမှာအရှိတ်ဘက်ကိုကြည့်လိုက်တော့နေဝင်လွတ်ဆဲဆဲဖြစ်နေတော့လာပြင်းနေဖြစ်တဲ့အတွက်ပြေဝင်းနေတဲ့လမင်းကြီးကလည်းအရှိတ်မိုးကုတ်ဆက်ဝိုင်းကနေစားပြီးတော့ဖတ်ပေါ်လာပြီးဖြစ်တဲ့အချိန်ဒါကြောင့်လာမင်းကြီးကိုကြည့်ပြီးတော့အိုးလာမင်းကြီးကလည်းနော်ဒီခါလေးကိုအယောင်လဲပြီးတော့တောက်ပစွာနဲ့ထွက်ပေါ်လာပါဝလားတင့်တယ်လားပြီးစွာပေါ့သူအဲ့လိုခန်းစားရတယ်လေအဲ့ဒါနဲ့နောက်တော့အဲ့ဒီအချိန်မှာပဲနော်အဲ့ဒီပုပ်ပါရင်ကြောင်းကိုကောသလမင်းကြီးကမင်းဝင်တစားအပြည့်နဲ့ မင်းမက်အချွေအရန်နေနဲ့ဝင်ချတာရောက်ချတာလေနော်အဲ့ဒါကိုကြည့်ပြီးအိုးကောသလမင်းကြီးကလည်းနော်မင်းမမက်အပေါင်းနဲ့မင်းဝတ်တစားအပြစ်ဝတ်ဆင်ပြီးလာလိုက်တာဟဲ့တဲလဲတင့်တယ်လှပါလားပေါ့အဲ့ဒီလိုရှင်အနန္ဒာကကြည့်ပြီးတော့သူ့ရင်ထဲမှာခံစားရတယ်တဲ့အဲ့ဒါပြီးတော့ကတန်ဃာပြိတ္တကြီးရဲ့နော်တန်ဃာပြိတ္တကြီးအများကြီးပုတ်ပါအကြောင်းထဲမှာဖြစ်နေပြီအဲ့ဒီတန်ဃာပြိတ္တကြီးရဲ့တောင်စုံတန်နေရာမှာနေရာယူပြီးတော့ဇံဝင်စားနေတဲ့ နော်ယဟန္တာအရှင်မြတ်ကိုသူမြင်လိုက်တဲ့အခါကျတော့ကာလုဒ္ဒာကြီးယဟန္တာအရှင်မြတ်မြင်လိုက်ပြီးတော့အိုးជីညိုပဲကောင်းလိုက်တာယဟန္တာအရှင်မြတ်ဇဝင်စားနေတာချင်းတင့်နေလာပြီစွာជីညိုစရာကောင်းလိုက်တာပေါ့နော်သူအဲ့လိုခန်းစားလိုက်ရတယ်တဲ့အဲ့ဒီလိုနေမင်းကြီးကိုမြင်းမီတင့်နေတယ်လို့သူယဉ်ထဲမှာခန်းစားပြီးပီတိဖြစ်တယ်လာမင်းကြီးကိုជីပြီးတော့တင့်နေတယ်လို့ခန်းစားပြီးပီတိဖြစ်တယ်အော်ကောင်းလာမင်းကြီးကိုမြင်ပြီးတော့လည်းပဲဟာအလွန်တင့်တယ်ပါလားဆိုပြီးတော့လည်းသူရင်ထဲမှာပီတိဖြစ်တယ်အဲ့ဒီလိုပဲယဟန္တာအရှင်မြတ်ကိုလည်းပဲ ပူတွေ့ပြီးတဲ့အခါမှာဇံဝင်စားနေတဲ့ယဟန်နာအရှင်မြတ်ကိုလည်းမြင်တွေ့ပြီးတော့သူရှင်ထဲမှာတင့်တယ်လှတော့ကြောင့်ပီတိဖြစ်ပါရဲ့တဲ့အဲ့ဒါတွေမြင်ပြီးတဲ့နောက်မှာတော့ရှင်တော်မြတ်ဖျားသတင်းသုံးနေတဲ့ပလင်ထက်ကိုရှင်တော်ကိုရှင်တော်မြတ်စွာဖျားကိုလှမ်းပြီးဖူးတွေ့လိုက်တဲ့အချိန်မှာတော့အိုးတင့်တယ်မှုတင့်တယ်မှုများစွာတဲ့မှာရှင်တော်မြတ်ဖျားရဲ့တင့်တယ်မှုဒီသာအချိန်မှဆုံးပါတကားလို့သူရှင်ထဲမှာခန်းစားလိုက်ရပြန်တယ်တဲ့ အဲ့တော့ရှင်အနန္ဒာကလေဘုရားရှင်ကိုကြည်ညိုတဲ့နေရာမှာကတော့အတုမရှိပါဘောနော်အဲ့လိုကြည်ညိုတယ်အဲ့လိုကြည်ညိုတဲ့စိတ်အပြင်မှာသူဟာနှိုင်းရှင်စရာတွေနဲ့နှိုင်းရှင်နေကြည့်လိုက်တော့အရှင်မြတ်စွာဘုရားရဲ့တင့်တယ်သောနော်ကြည်ညိုပွဲရာဖြစ်သည့်တင့်တယ်မှုဟာအချိန်မဆုံးပဲလို့သူအဲ့လိုနားလည်လိုက်တယ်ဒါနဲ့သူနေလိုက်ပြီးတော့အဲ့ဒီတရားပွဲပြီးသွားတဲ့အချိန်မှာတော့သူရှင်ထဲမှာသူဖြစ်နေတဲ့ပီတိကိုသူအရှင်တော်မြတ်ဘုရားကိုသူရှောက်ထားခြင်းတယ်ရှောက်ထားခြင်းတော့အရှင်မြတ်ဘုရားဒါပြီးတော့ 啊，小摊位就把啥？随便了，卖困本的。伢爹都小摊儿，小店、no?，然后这边楼下，对爹还没啥的。我我讲，啊，别还给我寄来个，哦，俺老哥也讲嘛，温度细细片的，到半的男女女务真疲劳，天天的路看啥样的片？男女女务设备嘛，脱了肉，伢侬嘞，哦，男女女干来天天拉皮，做着干路，看啥米的？我哥他男女做啊，拉拉裤子的，没么着啥？啊，爹的，啊，弄爹的咯，我哥拉爹还给我寄的了嘞，天天的路看啥样的片？ နော်နောက်တစ်ခါယဟန္တာအရှင်မြတ်ပါလူဒါကြီးယဟန္တာအရှင်မြတ်ကြီးဇံဝင်စားနေတဲ့ဇံသမာဘတ်ဝင်စားနေတာကြီးကိုမြင်းမြင်းပြီးတော့တပြစ်တော့တော်တော်ကိုပီတိဖြစ်ပြီးတော့ကျင်းလို့ရပါလေခင်ဗျာအလွန်တင့်တယ်တော့နော်အချိန်လေးကိုလည်းတပြစ်တော့ဖူးတွေ့ခဲ့ရပါလေခင်ဗျာသို့တော်လေတပြစ်တော့ဟာနောက်ဆုံးရှင်တော်မြတ်ဖျားရဲ့တရင်300ကိုလှမ်းပြီးဖူးမြော်လိုက်တဲ့အခါမှာတပြစ်တော့မြင်းတွေးလိုက်ရတဲ့တင့်တယ်ဘွဲရအရာဒီအားလုံးကြောင့်ထဲရှင်တော်မြတ်ဖျားရဲ့နော်ရှင်တော်မြတ်ဖျားဟာပို၍ပို၍တင့်တယ်ခြင်းရှိတယ်လို့တပြစ်တော့အဲ့ဒီလို့ ခံစားရပါတယ်ဗျာဆိုပြီးတော့ဘုရားကိုရှောက်ထားတယ်အဲ့တော့ဘုရားရှင်ကအဲ့ဒီရှင်အန္ဒနာရှောက်ထားတဲ့စကားကိုမူတည်ပြီးတော့ပြန်ပြောလိုက်တဲ့ဘုရားရှင်ရဲ့နှုတ်ထွက်တော်ဟာတပဆရာမင်္ဂလာဆိုတဲ့ဂါထာတော်အဖြစ်နဲ့ဖြစ်ပေါ်လာတာဖြစ်တယ်အဲ့တော့ဘုရားရှင်ကဗာပြောလဲဆိုတော့ချက်သားအန္ဒနာတဲ့နေမင်းကြီးဟာနေ့အခါပဲတင့်နေတာလေတဲ့ဒါမင်းကြီးကလည်းညအခါမှာပဲတင့်နေတယ်တဲ့နော် ရှင်မင်းတို့ညီတိလည်းပဲချက်ဝက်တက်စာပြည့်စုံမှသာလျင်သူဟာတင့်နေတယ်တဲ့ယဟန်နာအရှင်မြတ်ကြီးဟာလည်းဇန်တမာဘတ်ဝင်စားတဲ့အချိန်မှသာတင့်နေတာတဲ့ငါဘုရားကတော့တဲ့အချိန်မရွေးနေ့နေ့ညညမရွေးငါရဲ့တကောတော့ငါးပါးနဲ့ငါဟာအချိန်မရွေးတင့်တယ်ချင်းရှိပါတယ်လို့ရှင်တော်မြတ်ဖျားကပြန်ပြီးတော့မိန့်တော်မူပါတယ်တဲ့နော်သာဓု တာတူတာတူမိတ်ဆွေတို့ကမသိဘူးဆရာမကကိုယ့်အကူပြောပြီးတော့ကိုယ့်အကူခန်းစားပြီးကိုယ့်အကူပီတိဖြစ်ပြီးကြည်နိုးတယ်မြတ်စွာဘုရားရဲ့စကားတော်ကိုကြားရပြီးတော့အဲ့တော့နော်မိတ်ဆွေတို့ဘုရားရှင်ကတဘိုးတော်၅ပါးနဲ့မိညာမလက်အခါမယွေးတင့်တယ်ပါလေဆိုတာတဘိုးတော်၅ပါးကဘာလဲတဲ့တဘိုးတော်၅ပါးဟာခန္ဒီနော်ခန္ဒီတဘိုးတော်နော်နောက်တစ်ခါမြစ်တာတဘိုးတော်နောက်တစ်ခါ နော်သီလတကောတော်တမာရီတကောတော်ပညာတကောတော်ဖြစ်တဲ့တကောတော်၅ပါးနဲ့ပြည့်စုံသောရှင်တော်မြတ်ဖျားသည်နေနေညညမပြတ်အခါမလက် တင့်တယ်လှပါပြီလို့မိန့်တော်မူတာဖြစ်ပါလေတာဒုတာဒုတာဒုအဲ့တော့ပြောချင်တာကနော်နားထောင်နေမိတ်ဆွေတွေမသိဘူးဗောနော်ဆရာမကအဲ့ဒီလိုလေးပြောလိုက်ရရင်ရင်ထဲမှာလှိုက်လိုက်လိုက်လိုက်နဲ့ပိကြီးကြီးအလုံးဖြစ်တယ်ကြည်နိုးတယ်ဖျားရှင်ကိုကြည်နိုးတဲ့ဆက်ကြီးပေါ်ပြီးအင်အားကြီးမှလာတယ် ါကြောင့်ဆရာမဒါလေးကိုပြောပြတာဆရာမလို့ပဲအခုဒီဒိဋ္ဌိကိုဆောင်ရွက်မဲ့ပုံကုတ်တွေဟာလည်းပဲအဲ့ဒီတတ်တာစိတ်အင်အားကျင်းမာပြီးနော်ခါရက်ထက်တန်သောစိတ်နဲ့ဒီအဋ္ဌိကံကိုပို့ဆောင်နိုင်စေဖို့ဆရာမဒါလေးကိုပြောပြတာဖြစ်ပါတယ်အဟုတ်ပြီအဋ္ဌိကံအတွက်ဆရာမဆက်ပြောပါမယ်ပြုလုပ်ရမယ်နော်အဋ္ဌိကံကတကယ်လာပြည့်တဲ့အချိန်ကိုဥတည်ပြီးပြုလုပ်ရမှာဖြစ်တယ်လာပြည့်တဲ့အချိန်ကအော်ဒီဘလာ9ရက်တနင်္လာနေ့မနေ့10နာရီနဲ့19မိနစ်မှာနော်လာပြည့်မှာဖြစ်ပါတယ် အဲ့တော့အဲ့ဒီ10နာရီနဲ့19မိနစ်ကိုဥတည်ပြီးတော့နော်10နာရီကစလဲရတယ်10နာရီ5မိနစ်ကစလဲရတယ်မိမိတို့ပူစော်နေရင်နဲ့အဲ့ဒီလပြည့်တဲ့အချိန်ဖြစ်တဲ့10နာရီ19မိနစ်ကိုပူစော်နေရင်ဖြတ်တန်းသွားဖို့ဖြစ်ပါလိမ့်နော်ပူစော်ရမှာကဒါပါဆရာမင်္ဂလာဖြစ်တဲ့ဒီဝါဒတိအာရိစောဂါထာတော်ဖြစ်ပါတယ်အဲ့တော့ဒီဝါဒတိအာရိစောဂါထာတော်ကြီးကိုအညာယုဖတ်တရေဆယ်ပူစော်နေတဲ့ဂါထာတော်ချက်ပို့ပြီးတော့ပြည့်စုံတဲ့ဂါထာတော်လေးကိုဆရာမ ရဲ့မိတ်ဆွေနော်ကောင်းလေမိတ်ဆွေရင်းချာတွေကတော့တိတိသားဖြစ်ပါလိမ့်မယ်နော်အဲ့တော့အဲ့ဒါကဒီပါတပိအာလိဆောရတိမှာဘာတိစန္တိမှာတန်နာတော့ခတိရောတပတိဇာယိတပတိဓမ္မနောအထတံပမဟောရတေဘောတော်တပတိအေဇသာလို့ရောက်ပြီးသွားရင်ဘုရားကုံတော်ကိုးပါးကိုပူဇော်ရတာဖြစ်ပါတယ်အရဟံတမတံဘုတော်ဝိစာဆရဏတမေနောသူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္တဒေဝမနုဿာဏဘုတော်ဘဂဝါလို့ ဥဆောင်ပြီးသွားမှအဲ့ဒီဂါရာတော်ရဲ့နောက်ဆုံးပိုက်ဖြစ်တဲ့တာတိတန်တေသတံမဏန်ဆိုတဲ့နောက်ဆုံးပိုက်ကိုရွတ်ဆိုပူဇော်ရမှာဖြစ်ပါလေ။ဟုတ်ပြီနော်။အဲ့ဒီလိုပူဇော်မှုကိုဆောင်ရွက်ဖို့ဖြစ်ပါလေ။အဲ့တော့အခုရွတ်ဆိုပူဇော်မှုကိုဆရာမအရင်ပြောပါမယ်လက်ဆောင်နဲ့နော်။ပူဇော်မှုကိုမိမိတို့ကဘုရားရှိခိုးငါးပါးတိကခံယူမယ်။နော်မိမိတို့ဟိုဒီပူဇော်စက္ကန့်ဖို့တွေကိုအရင်ပြုလုပ်မယ်။ပြီးသွားတော့မှနော် sorry ဘုရားရှင်ကိုဟိုဘုရင်ကြောင်းတော် နော်အများတိုင်းတော့ဘာလို့ပဲလှုပ်လှုပ်ဘယ်အသိထံပဲလှုပ်တော့ဖះရှင်ရဲ့ကြောင်းတော်ကိုကတ်လို့ပါပြီးရင်ကြောင်းတော်ကိုဖိတ်ချပါပြီးတော့မှသာမိမိဘာဆောင်ရွက်မယ်ဆိုတာကိုဖះရှင်ကိုရှောက်ထားပါနော်အဲ့တော့ဥစ္စာပြုလုပ်ရမှာဩဃာတာအစချီပြီးဖះရှင်ကိုမယ်ပြီးရင်၅ပါးသီလခံယူမယ်ပြီးရင်တော့လက်စွာဖះရှင်ကိုရမြတ်ကြီးကိုမိမိတို့ရဲ့ကြောင်းတော်မှာကြောင်းတော်ရဲ့ဘွဲ့ကိုအနှံထားရင်လေအဲ့ဒီဘွဲ့နာမည်တိုင်းရှင်တော်မြတ်ဖះကိုကတ်လို့ပူဇော်ပါပြီဖះကြွရောက်ရင်တရင်သုံးတော်မူပါဖះလို့ဖះရှင်ကိုဖိတ်ချရမှာဖြစ်ပါတယ် နော်ဖိတ်ကြားပြီးသွားရင်တော့အရှင်မြတ်စွာဘုရားဤနေ့ဤရက်ဒီသတင်းချုပ်လာဤလာဝင်းဤအင်အားပြည့်သွားတော့လာတစ်ခါပြည့်သည့်နေ့ဖြစ်ပါ၏ဤသတင်းချုပ်လာပြည့်နေ့ပဲဒါဖြစ်တော့ဒီသဘာဆရာ မင်္ဂလာဂါထာတော်မြတ်ကြီးကိုနော်ဂါထာတော်မြတ်ကြီးကို45ကြိမ်တိတိရောက်ပွားတဲ့ဆယ်ပူဇော်မိဖြစ်ပါ၏ခင်ဗျာဤပူဇော်မှုကိုရှင်မြတ်ခင်ဗျာ အဘုဇောခံချင်းမြင့်ပေးတော်မူပါဘုရားဆိုပြီးတော့ဘုရားရှင်ကိုအရင်လျှောက်ထားရမှာဖြစ်ပါလေ။ဟုတ်ပြီနော်။ဘုရားရှင်ကိုလျှောက်ထားပြီးရင်နော်။ဘာဆက်နဲ့၄တော့နော်။ဆက်မကနာ55လို့ပြောမိလားမလဲ။50နဲ့၄တော့နော်။50နဲ့၄တော့ပူဇော်ရမှာဖြစ်ပါတယ်။အဲ့တော့50နဲ့၄တော့ပူဇော်ရမယ်။အဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုပူဇော်ပါမယ်။အကြောင်းလျှောက်ထားမယ်။ပြီးရင်ဒါတွေကိုပြင်ဆင်ထားပြီးသားဖြစ်။ပြင်ဆင်တဲ့အကြောင်းကိုဆရာမပြီးရင်ပြောမယ်နော်။ပြင်ဆင်ထားပြီးသားလည်းဖြစ်ရမယ်။ပြီးရင်နော် ပူဆောင်မှုအတွက်အတူတကွပူဆောင်ချဖို့တမာရီဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကိုဖိတ်ကြားမယ်အဲ့ဒီဖိတ်ကြားတဲ့နေရာမှာနော်ဘယ်လိုတွေပါပါဝင်ရမလဲဆိုတော့စက်ကြဝလာတိုက်တောင်းကနတ်မြတ်မှာအပေါင်းတွေကိုလည်းဖိတ်ကြားပါနော်နောက်တစ်ခါနေမင်းနော်နေနဲ့သားလက်နဲ့သားတို့ကိုလည်းဖိတ်ကြားပါနော်အဲ့ဒီလိုပြည့်စုံအောင်ဖိတ်ကြားပါကျန်တာတွေကတော့မိမိဖိတ်ကြားနေကြတိုင်းပြည့်စုံအောင်ဖိတ်ကြားသွားဖို့ဖြစ်ပါလိမ့် နော်ဖိတ်ကြတဲ့နေရာမှာလည်းကျွန်တော်နေအတူတကွာဤနေဤရက်သည်သတင်းချုပ်လာဤလာဘက်ကပြည့်သောနေဖြစ်တော့ကြောင့်ဤနေသည်မြတ်စွာဘုရားရှင်ဤနှုတ်ထွက်တော်ဖြစ်တော်တပ္ပစီဟာမင်္ဂလာဂါထာတော်ကြီးဖြစ်ပေါ်လာသောနေရဖြစ်ပါ၏ဤနေတွင်လည်းကျွန်ုပ်သည်ဘုရားရှင်ဘောရမြတ်ကြီးဤရှေ့မှောင်၌ပဲတပ္ပစီဟာမင်္ဂလာဂါထာတော်မြတ်ကြီးကို54ချိန်တိုင်းတိုင်းဂျိုသိလေးမြတ်စွာရုပ်ပွားတရစေပူဇော်နာချမ်းကြီးဖြစ်ပါ၏ တွားရောက်လာကြတော့တင်နေမြန်နှကောင်နဲ့အပေါင်းတို့ဒီလေကျွန်တော်နေအထူတယ်ကွာတပ်ပါစရာမင်္ဂလာဂါတာတော့ညက်ကြည့်အာရောပွားတရစ်ဆွဲပူဇော်နာကြကြပါကုန်လို့ဆိုပြီးတော့ဖိတ်ကြရမှာဖြစ်တယ်အရင်ဆုံးဖရာကိုခွင့်ပန်မယ်နော်ခွင့်ပန်မယ်ပြီးရင်နှက်ပင်မယ်နှက်ပင်ပြီးသွားတာနဲ့ဖရာကိုပြင်ဆင်ထားတာဒီတက်ပြီဟုတ်ပြီအခုပြင်ဆင်မှုလာပြီဆရာမအခုပြင်ဆင်ကြတာတော့အဝေးရဆိုတော့နော်နည်းနည်းရှင်းရမှာရှင်းမယ်ဟိုဆရာမတက်ပုံပြပြီးလဲစာနဲ့တင်ရင်နဲ့ပြန်တင်ပေးပါဦးမယ်နော်ဒီမှာကဆရာမနဲ့အနည်းဆုံးဒီ เนาะဒါအခုဆ iam မနဲ့အနည်းဆုံးဒီဒါဖျားရှိခိုးတဲ့เนาะဖျားရှိခိုးတဲ့သူရဲ့ဘက်ဖြစ်ပါလေเนาะဒီဘက်ဒီဒါဖျားရှင်ရဲ့ចောင်းတော့ဘက်ပါเนาะဒီပန်းခိုးလေးဒီဖျားရှင်ရဲ့အနည်းဆုံးနေရာမှာရှိပါလေမိမိရဲ့ညာဘက်မှာအဝတ်အဖြူကိုခင်းပြီးမိမိရဲ့ဘယ်ဘက်မှာအဝတ်အဝါကိုခင်းပါလေเนาะအဖြူအဝါစပွဲခင်းမရှိတဲ့ရတယ်เนาะမရှိတဲ့အစီအပြေလိုလို့လုပ်ပါအညာဖြစ်ဆ iam မိတ်ဆွေတွေကတော့ဒီစပွဲခင်းလေးရှိနေကြပါတယ်เนาะအဲ့တော့အဲ့လိုလေးလုပ်ပါပြီးရင်เนาะ ကိုနဲ့အနည်းဆုံးရဲ့ညာဘက်ချမ်းမှာရေနွေးချမ်း၃ခွက်ပြင်ပါမယ်။ကိုနဲ့အနည်းဆုံးဘယ်ဘက်ချမ်းမှာဆရာမဒီပန်းဝလေးရွှေ့ပြရမယ်နော်။အဲ့တော့ကိုနဲ့အနည်းဆုံးဘယ်ညာဘက်ချမ်းမှာရေချီတော်၃ခွက်ထားပါမယ်။နော်။နောက်တစ်ခါဖျားရှင်ဘက်နော်ဖျားရှင်ဘက်မှာရှိနေတဲ့ဒါကိုပဲအဲ့ဒီဘက်ကဖျားရှင်ဘက်နော်။ဖျားရှင်ရဲ့အကြောင်းတော်ဘက်မှာထိတ်မှာကကြာစံကျော်၃ခွက်ကိုပြင်ဆင်ထားပါမယ်။ဟုတ်ပြီနော်။ ညာဘက်မှာ coffee သုံးခွက်ကိုပြင်ဆင်ထားပါမယ်ပြင်ဆင်တဲ့နေရာမှာတတိထားပါမိမိတို့ဟာညာလက်နဲ့ကင်ပြီးတော့အစားကိုစားကြတယ်လို့ပဲဖျားရှင်ဘက်ကပြန်ပြီးတော့ညာလက်နဲ့ကင်ပြီးဖုံးပေသုံးဆောင်တော်မူလို့ရအောင်ဇုံးတွေကိုပြင်ဆင်ထားရမှာဖြစ်တယ်လို့နော် coffee ခွက်ရဲ့နော်ဂိုင်းလေးတွေပါတယ်ဆိုရင်ဂိုင်းလေးတွေကိုဒီလိုပြင်ဆင်ထားဖို့လိုအပ်ပါရဲ့နော်အဲ့ဒီလိုပြင်ဆင်ထားမယ်ပြီးရင်တော့ပန်းအဖြူ၅ခွင့်ပန်းအဖြူ၅ခွင့်ကဂိုင်းရမရတယ်ရတယ်နော်နောက်တစ်ခါ နှင်းစီရလဲရတယ်ဘာဖြစ်ဖြစ်ပန်းအဖြူ၅ပွင့်ဖြစ်ဖို့ပဲလိုပါတယ်အဲ့ဒါကိုမိမိရဲ့ညာဘက်ဇပွဲခင်းအဖြူထားတဲ့ဘက်မှာပြင်ပါမယ်ဟုတ်ပြီနော်ကော်ဖီဘက်ကြီးရေချီတော်ဘက်ကြီးရှိတဲ့ဘက်မှာပြင်ပါမယ်ပြင်ပြီးရင်ရပါပြီဟုတ်ပြီနော်ဒါပြင်ဆင်မှုကိုပြောတာပါအဲပြီးရင်တော့ဖျားရှင်ကိုတက်လှူရမယ်အဲ့တော့ကတ်လှူတဲ့အခါမှာမိမိကအဆောင်အရှောက်တွေနော်သာသနာဆောင်နေမင်းကြီးတွေအဆောင်အရှောက်တွေ နော်နှစ်တကြားတွေကိုအကုန်ဖိတ်ကြားထားပြီးဖြစ်တဲ့အတွက်မိမိကန့်လူတာကိုကြောက်ရောက်လာတဲ့တမာရီဝနဲ့မျက်နှာကောင်းနဲ့အပေါင်းနဲ့အဆောင်အရှောင်တွေကလည်းအထူတကားကန့်လူကြပါလိမ့်။ဒါပေမဲ့သိတာအောင်နော်ဖိတ်ကြားရမှာဖြစ်တယ်။ဒါကြောင့်ဒီခုခါတပြည့်တော်သည်ရှင်တော်မြတ်ဖျားအောင်ဤသတင်းကြောင့်လာတဲ့နေ့ဤကုသိုလ်ပြင်ဆင်မှုအဖြစ်တက်လူမြင့်ဖြစ်ပါ၏။ဤတက်လူသောကုသိုလ်တို့ကိုအချင်းနှောင်းနဲ့အထူတကား တပါဆရာမင်္ဂလာဂါထာတော်မြတ်ကြီးကိုရုပ်ပွားတရဆယ်ပူဇော်နာကြကြရန်အတွက်ရောက်ရှိလာကြကုန်သောတမန်တော်မနဲ့မြတ်နဲ့ကောင်းတဲ့အပေါ်ရိယာတော်စင်တော်ကောင်းသူများလုံးအပေါင်းအဆောင်ရှောက်ပုဂ္ဂိုလ်ပုဂ္ဂိုလ်များအပေါင်းတို့ဒီလေအတူတကွပူပူဇော်ကြပါကုန်သောတက်လှူကြပါကုန်သောဆိုပြီးတော့အဲ့ဒီလိုပြောရမယ်ပြောပြီးသွားရင်ရှင်မြတ်စွာဘုရားเนาะဘယ်ကနေစမလဲဆိုတော့အရှင်မြတ်စွာဘုရားဒါပြီးတော့ဒီရှင်တော်မြတ်ဘုရားအာနေ့စုံအဖြစ်သာဆယ်နာရီနဲ့၁၉မိနစ်ဆိုတော့နေ့စုံအချိန်ရောက်ပါပြီ နေဆုံးအဖြစ်အာယုံညှက်သွားလေရရဏသုံးပေါင်းဥထိတ်ထားကကြာစံချောနော်ဒါဆရာမတမင်လက်နဲ့ပြတာပြဆရာမလို့နော်ကြာစံချောသုံးပွဲကိုတင်ဆင်ကတ်လူပါ၏ဗျာပုံပေသုံးဆောင်တော်မူပါဗျာအချိုးပွဲအဖြစ်ကော်ဖီစွန်သုံးပွဲကိုလည်းတင်ဆင်ကတ်လူပါ၏ဗျာအချိုးပွဲအဖြစ်ပုံပေသုံးဆောင်တော်မူပါရှင်မြတ်ဗျာရင်းရင်းချမ်းအဖြစ်လည်းတင်ဆင်ကတ်လူပါ၏ဗျာ 谁知道阿平来变身格鲁吧一片，先弄面片，旁边岛上弄木吧，新面片，哎，让别罗板树来，板伢子罗，格树罗没鸟乌，好讲，好耶！哎，你耶阿漂亮阿姿势着，你只个白少？阿漂亮俺阿姑家有钱啊，伢说别心也讲多苦，阿漂亮别我变成钱啊，你偏不要偏心我，谁没有破娘来家的，谁比这国家有钱？ ဒါကြောင့်နော်ဖြစ်နိုင်ရင်နော်အခုဆီယမကဒါအဲ့ဆိုလို့ပြနေလို့ရှေ့တဲ့တဲ့ထားရင်ကွဲနေမှာဆိုလို့တကယ်တော့အလေဖြည့်တဲ့တဲ့မှာအဲ့လိုထားမှာနော်ထားပြီးတော့ဖះရှင်ကိုရှင်မြတ်စွာဘုရားတပည့်တော်သည်ရှင်တော်မြတ်ဘုရားအာပြုဖွေးတန့်စင်၍လန်းဆန်းဝေးကြိုင်သောဤပန်းတို့ဖြင့်ရှင်တော်မြတ်ဘုရားဤဂုံကျေးစုတို့ကိုဥစော်ပါဤရှင်ဘုရားဟောမကတ်ကျူနဲ့နော်ဘုရားအလိုမခံဘူး အဲ့တော့အဲ့ဒီလိုလေနော်ပူဇော်လိုက်မှာဖြစ်တယ်အဲ့တော့ပူဇော်လို့ပြီးသွားပြီဆိုရင်အရှင်မြတ်ဗျာတပည့်တော်ဒီအေးကတ်လုံချင်းနဲ့ပူဇော်ချင်းတို့ဆောင်ရွက်ပြီးတင်နေအတူမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဥထိပ်ထားလျက်တပ်ပါစရာမင်္ဂလာဂါထာတော်မြတ်ကြီးကို54ချိန်တိုင်းတိုင်းရိုသေလေးမျက်စွာရောပွားတဲ့ဆယ်ပူဇော်ပါမိဗျာလို့ဆိုပြီးတော့နမောတတ္တဘဂဝတော်အရဟတော် တမ္မာတမ္ပုတ်တတာဆိုပြီးတော့အဲ့ဒါအစခြေပြီးတော့ခုနကဆရာမပြောတဲ့အတိုင်းဂုံတော်၉ပါးအပါเนาะဒီပါတပ်ပြီးအာရိသောဂါထာတော်ဖြစ်တဲ့တပ်ပါဆရာမင်္ဂလာဂါထာတော်ခြေကိုအလုံး54ချိန်ပူဆော်ရမှာဖြစ်တယ်အဲ့တော့ဆရာမရဲ့54ချိန်ကနဲတာပေါ့ဂါထာလေးကလည်းတော်တော်လေးညံလိုက်တာမဟုတ်ဘူးเนาะအသေးအချာအာယုံပြုတ်ပြီးတော့ပူဆော်ရမှာဖြစ်တဲ့အတွက်ပိတာအောင်ဆိုပေးပါเนาะဒီဘာတော်များလေးဆိုတော့ဒီမှာမလေးတန်ဒီမှာတန်တော့ကြည့်အဲ့ဒါဆိုရင်မထိရောက်ဘူးเนาะမထိရောက်ဘူး ဆံမအခုဆံမနဲ့အလူတကွဆောင်ရက်ကြမယ်ကုသိုလ်သည်ဆံမဘာဖြစ်စေချင်တာလဲဆိုတော့တတ်တာစိတ်အင်အားကြီးမားစွာနဲ့ရိုသေလင်းညက်သောစိတ်ကြီးညိုမှုစိတ်နဲ့ထက်တန်သောစိတ်တို့နဲ့ပူဇော်တာကိုဖြစ်စေချင်ဟုတ်တယ်နော်အဲ့ဒီလိုဖြစ်စေချင်တဲ့အတွက်သေးသေးချာချာလေးလေးမြတ်မြတ်အာယုံစိုက်ပြီးအပန်ထွက်မှန်မှန်နဲ့နော်အဘိဘယ်ကိုလဲဆံမခုနကပြောထားတာလေးတွေကိုအာယုံညှို့ပြီးတော့ပူဇော်သွားရမှာဖြစ်တယ် ်54ချိန်ဟာခုနကဆ iam မရွတ်ကြတယ်လို့ရွတ်သွားရင်ခဏလေးနဲ့ပြီးတယ်ဒါပေမဲ့နော်ဒါပေမဲ့အေးသေးချာချာဘာဝတရားချပြီးတော့ပူဆောင်မယ်ဆိုရင်ခဏလေးနဲ့မပြီးပါဘူး54ချိန်ဟာနော်အကြမ်းတမ်းမှာဂုံတော်ကိုပါလဲပါလိမ့်တယ်နော်ဂုံတော်ကိုပါကိုပူဇော်တဲ့နေရာမှာလည်းပဲဒီမှာတမိအရိသောတာမကဘူးဂုံတော်ကိုပါကိုပူဇော်တဲ့နေရာမှာလည်းပဲအဲ့ဒီဂုံတော်ကိုပါပေါ်မှာအသေးချာရိုသေလေးညက်စွာဘုရားရှင်ရဲ့ဂုံတော်ကိုပါကိုအာယုံညှက်ပြီးပူဇော်နေတာဖြစ်ရတယ် ်နော်ဘုရားရှင်နောက်ဆုံးပြောတယ်နိဘုဒ္ဓောတတိတေဇသာတဲ့နော်တေဇဆိုတာဖုံးတကိုးကိုပြောတာငါဘုရားရှင်ပါတဲ့အဲ့ဒီဖုံးတကိုးတွေဂျောင်းတဲ့နော်တေဇသာဆိုတာဖုံးတကိုးအဲ့တော့ဘုဒ္ဓဘုရားရှင်နေပါတဲ့အဲ့ဒီဖုံးတကိုးတော်တွေဂျောင်းနေညအခါမလက်မယွေးတင်တယ်နေပါတယ်လို့ဘုရားရှင်ကအဲ့ဒီလိုမဲ့နော်မှုလိုက်တာဖြစ်တယ်အဲ့တော့ဆရာမကွနာပြောတယ်လို့ဘာဖုံးတကိုးတွေလဲเนาะအဲ့တော့အဲ့ဒီဖုံးတကိုးတွေကိုဆရာမကွနာကပြောပြပေးလိုက်တယ်เนาะမြတ်တာရယ်ခန္တီရယ်တမာတိရယ် 那那不哈？哦，他妈的，偏牙也最烂的，哎，你碰到沟里？我跟 a 讲那妈些男妈汉走路，哦，站门口叫哇的，龇牙的，哎哟，哎，你碰到过牙爸讲，你耍偏心啊？谁？谁们因为？那么天你爸的，是不？哎哟，不说你人呢，偏心表演是哈？哎哟，偏心表演是哈？六十八年表演呢？那哦，我奶奶表演呢，看他不？六十八年表演呢，偏心表演是哈？哎哟，偏心表演的是哈？哎哟，还用恁妈唱？你说不少是吧？ အလွန်ထူးခြားသောပီတိတွေဖြစ်ပေါ်လာရင်ပူဇော်နေတဲ့အသင်မိတ်ဆွေတိလဲအလွန်ထူးခြားသောကြောင်းလဲတိုးတက်မှုတွေဖြစ်ပေါ်လာနိုင်မယ်လို့ယုံကြည်စွာနဲ့ပူဇော်သွားပါလို့ပြောချင်ပါတယ်